အရဖတ်ကွင်းမြေမှာတမန်တော်မြတ်ကြီးနဲ့ဆဟာဘာတွေရှိနေတော့အလ္လာဘကနေပြီးတော့အလျောမအကမလ်တူလကွမ်ဒီနကွမ်ဝတ်မမ်တူအလိုက်ကွမ်နိမတီဝရဒီတူလကွမ်အစ္စလာမဒီနာကုရ်အန်ချန်တော်မြတ်မှာနောက်ဆုံးပိုင်းမှာကြလာတဲ့အာယတ်တော်တစ်ပိုက်ဖြစ်တဲ့အလ္လာရှင်ဟာအကမလ်တူလကွမ်ဒီနကွမ်နာအလ္လာကအတင်တို့ရဲ့တာသနာကိုပြေဝအောင်လုပ်ပေးလိုက်ပြီးနမတ်လည်းပြီးသွားပြီးရိုဇာလည်းပြီးသွားပြီးဇကာတ်လည်းပြီးသွားပြီး

်အလ္လာဟ်ကအသင်တို့စီကနေအစ္စလာမ်သာသနာကိုအတီးပြုလက်ခံလိုက်ပြီးဆိုပြီးတော့ဒီအာယတ်တော်ကြတော့ဆာဟာဘာတွေအားလုံးကဝမ်းသာဟာဒတ်အူမာကငိုရဲလူတွေကမေးတာပေါ့ဟာဒတ်အူမာကိုဝမ်းသာမယ်နေ့ဘာလို့ဘာလို့ဒီလိုနေ့မှာငိုတာလဲဒီနေ့ကဝမ်းသာမယ်နေ့ဟာဒတ်အူမာရဒီအလ္လာဟ်တာလာနောအမေရှိတယ်ငါတိတာပေါ့ဒါဒီဟာဝမ်းသာမယ်စကားဆိုတာကိုငါတိတယ်အလ္လာဟ်ဘက်ကနေငါတို့ကိုအတိမတ်ပြုတ်လိုက်ပြီးဆိုတာကိုငါတိတယ် သို့သောဖလိုက်စဘာဒလ်ကမာလ်အလ္လလ္လနုကဆန်ပြေဝခြင်းနေအားလုံးကနောက်ွယ်မှာပြေသွားပြီဆိုအရှိမယော်နေဖို့ပဲရှိ အခုငါတို့အားလုံးပြေဝသွားပြီဆိုတော့အလ္လာဟ်ဘက်ကနေပြီးတော့အားလုံးပြီးသွားပြီတမန်တော်မြတ်ကြီးကိုအလ္လာဟ်ဆေလွတ်ရတဲ့ရည်ရွယ်ချက်လည်းပြည့်စုံသွားပြီဆိုတော့အခုတမန်တော်ကိုအလ္လာဟ်ငါတို့စီကနေပြန်ရုပ်သိမ်းတော့မှာဒါတမန်တော်မြတ်ရဲ့မောတ်နဲ့ပတ်သက်ပြီးတော့ကြိုတင်ငါတို့ကိုအတိပေးနေခြင်းဖြစ်တယ်ဆိုပြီးတော့ဟာဒတ်အူမာရဒီအလ္လာဟူတာလာကမျက်ရည်ချခဲ့ အာရဖတ်ကွင်းမြေမှာဒီအာယတ်တော်ချလာတယ်။အဲ့ဒီနောက်နေဝင်သွားတယ်။နေဝင်တဲ့အချိန်မှာတမန်တော်မြတ်ကြီးကအားလုံးရဲ့အရှိမတမန်တော်မြတ်ကအိုဆာမာကိုလမ်းပြီးတော့ခေါ်တယ်။လူတစ်ဆဟာဘာတွေအကုန်လုံးကကြည်နေတယ်ဘယ်သူလဲ။ဒီလောက်လူဦးရေတိမ့်နဲ့ချီပြီးကြားတဲ့ကနေတမန်တော်မြတ်ကအဘူဘကာကိုခေါ်တာမဟုတ်ဘူး။အိုမာကိုခေါ်တာမဟုတ်ဘူး။တမတ်တွေကိုခေါ်တာမဟုတ်ဘူးဘသူကိုခေါ်တာလဲအိုဆာမာကိုခေါ်တာအိုဆာမာကဟိုးအနောက်ဆုံးမှာဘသူဘသူလဲမသိဘူးအိုဆာမာဆိုတာလူကြီးလားတကယ်တထေးလား တကယ်အာရဗ်လားဘာလို့လဲတမန်တော်မြတ်ရဲ့ခေါ်တဲ့ပုံမှာအားလုံးကစိတ်ဝင်စားနေကြည့်နေတယ်ဟာဒ်အူဆာမာရဒီအလ္လာဟူတာအလာနုတမန်တော်မြတ်ရဲ့အရှိကိုရောက်လာတယ်အူဆာမာကအသားလဲမဲတယ်လူရဲ့လူအစင်တန်းရကြည့်မယ်ဆိုရင်အူဆာမာကအရင်တော့ကကျွန်လဲဖြစ်တယ်အူဆာမာကကျွန်ရဲ့ခန္ဓာကနေစင်တက်လာတာဖြစ်တယ်အူဆာမာရဒီအလ္လာဟူတာအလာနုအသားမဲတဲ့ကျွန်ကိုတမန်တော်မြတ်ကခေါ်လိုက်တယ်ခေါ်ပြီးတော့အာရဖတ်မှာတမန်တော်မြတ်ကမိမိရဲ့ကလောက်ပေါ်မှာအူဆာမာကိုထိုင်ခိုင်းခဲ့ တမန်တော်လက်တွေ့ပြသခဲ့တယ်နေ့လေကငါပြောထားတဲ့ကျွန်းတွေကိုဘယ်လိုဆက်ဆံရမလဲလူဦးရေတယောက်နဲ့တယောက်နဲ့ဘယ်လိုမျိုးတယောက်နဲ့တယောက်ဘယ်လိုဆက်ဆံရမှာလဲတယောက်နဲ့တယောက်ဘယ်လိုမျိုးမခွဲခြားပဲနေရမှာလဲ အရပ်ကအရပ်မဟုတ်တဲ့လူထက်တားတယ်ဆိုတာမရှိဘူးအသက်ဖြူကအသက်မဲထက်တားတယ်ဆိုတာမရှိဘူးဒါလေးကိုတမန်တော်နေလေကပြောခဲ့တယ်ချက်ချင်းတမန်တော်မြတ်ကြီးကအမလုတ်လက်နေနဲ့ဥစာမကိုခေါ်ပြီးတော့ကလုတ်ပေါ်မှာတမန်တော်ထိုင်ခန့်ခဲ့အဟားလုံးကကြည်ပြီးတော့သဘောပေါက်သွားတယ်အံဩသွားတယ်အော်ဥစာမလိုအသားမဲတဲ့လူဥစာမလိုရုပ်ရင်မချောတဲ့လူကိုတမန်တော်မြတ်ကမိမိရဲ့မိမိရဲ့ကလုတ်ပေါ်မှာထိုင်ခန့်ရပါလား Osama Allah ta'ala ni tamal me jige kalau pa ma thain khain ne tamal me sahaba ari ni ma megon taku mege Naya bawa zindagi taku long ga atin lo ye a she ma shi nga 73 ne makka ma chuban nge aku madina ma nga 10 ne nga chuban nge bi ye nga ye 23 ne ta kala nga chuban nge re chuban mu a long Allah lo ye a she ma အဲ့တော့ငါအလ္လာဟ်နဲ့ငါအလ္လာဟ်အလ္လာဟ်ငါ့ကိုတာဝန်ပေးတဲ့ တာဝန်နဲ့ပတ်သက်ပြီးတော့ငါမင်းတို့ဘောမှာတာဝန်ကျေရလားဆိုပြီးတမန်တော်ကမေးခွန်းလေးမေးဆာဟာဘာလေးအားလုံးမျက်ရည်တွေကျလာအဲ့ဒီတော့တညီတညွတ်ထွဲ့အားလုံးကဘာဖြေလဲဆိုတော့ဘလခ်တရီဆာလာဝအဒိုင်တလ်အမာနာဝဂျာဟတ်တဖီလာဟီဟက်ဂျီဟာဒီကိုရောကတာဝန်ကျေတာထက်ပိုပြီးတော့ကျွန်တော်တို့ဘောမှာတာဝန်ကျေပါတယ်တမန်တော်တာဝန်ကျေပါတယ်အလ္လာဟ်ရဲ့ဒီဆာလတ်ကိုအလ္လာဟ်ပေးလိုက်တဲ့တာဝန်ကိုကျွန်တော်တို့ကိုတမန်တော်မြတ်ခါအရောက်ပိုပေးခဲ့ပါပြီတမန်တော်တာဝန်ကျေသွားပါပြီ ဒီစကားကိုကြားတော့တာဝန်တော်မြတ်ကြီးကမိုးဘော်ကိုမော့ပြီးတော့အလ္လာဟုမရှဟဒ်အလ္လာဟုမရှဟဒ်အလ္လာဟုမရှဟဒ်ဆိုပြီးတော့သုံးတော့တာဝန်တော်မြတ်ကအမိန့်ရှိခဲ့အလိုတဘောကအိုအလ္လာအလ္လာတက်တည်အဖြစ်နဲ့နေပါအလ္လာတက်တည်အဖြစ်နဲ့နေပါအလ္လာတက်တဲ့အဖြစ်နဲ့နေပါကျွန်တော်ကိုအလ္လာပိတ်လိုက်တဲ့တာဝဲကျွန်တော်အွမတ်ကိုကျွန်တော်ပို့ချပေးလိုက်ပြီအဲ့ဒီနောက်တမန်တော်အမိတ်ရှိတဲ့အလာဖလ်ယူဘလိခ်ရှာဟစ်မင်ကုမ်လ်ဂိုင်အတင်းတို့ဒီမှာရှိတဲ့လူတွေအားလုံးက မရှိတဲ့လူတွေစီကိုသွားပြီးတော့ဒီန်ကိုအရောက်ပို့ပေးလိုက်တဘောကတမန်တော်ယူလာတဲ့သာသနာကိုအားလုံးကိုလက်ဆင့်ကမ်းပြီးတော့ပို့ပေးလိုက်တော့အဲ့ဒီနောက်နေဝင်သွားတယ်တမန်တော်မြင့်ကြီးကအိုဆာမာကိုကလောက်ပေါ်ကိုတင်းတယ်တင်းပြီးတော့အဲ့ဒီကနေပြီးတော့မုစဒလီဖာကိုတမန်တော်ထွက်လမ်းမှာတမန်တော်တနေရာမှာနားတယ်နားပြီးတမန်တော်အစ်စင်ညာလောက်တယ်အဲ့ဒီနောက်ဟာဇန်အိုဆာမာတမန်တော်မြတ်ကိုဝစုအတွက်စီစဉ်ပေးတယ်

ကလုတ်ပေါ်ကနေပစ္စည်းတွေခြာပြီးတော့တဆက်တဲ့တမောင်တော်မြတ်ကအရှာကိုဖတ်ခဲ့မဂရစ်နဲ့အရှာနမတ်ဖတ်ပြီးတဲ့နောက်မှာမုစဒလီဖာညမှာတမောင်တော်မိမိတွဆာဘာတွေလုပ်ပေးထားတဲ့တဲလေးထဲမှာလာပြီးတော့တမောင်တော်မြတ်ကအနာယူလိုက်တယ်အဲ့ဒီညကအလွန်ကိုမုံမြတ်တဲ့ညအဲ့ဒီညကကဒရညလိုမျိုးမုံမြတ်တဲ့ညအဲ့ဒီညကအလွန်ကိုထွတ်မြတ်တဲ့ညအစ်ညဖြစ်တဲ့မနက်ကိုဇူလ်ဟဂ်လဆေးရနေအစ်ညဖြစ်တဲ့မုစဒလီဖာကအလွန်ကိုမုံမြတ်တဲ့နေရာသို့တော်တမောင်တော်မြတ်ကြီးမုဟမ္မဒ်ရာဆူလ်လာဆလ္လာလဟ်အလိုင်းဝဆလမ် mimi ye bawa ma tamono myat ka tahajjud namaz ko qaza lou khe de so la ma shi bu tahajjud ko amye phat khe de to do di nya ma tamono myat ka tahajjud ma phat khe bu ma phat khe me ne tamono namaz pi da ne ait lai da be chein thi le so lo manaf fajar azan ma tamono myat ka pyan tha ဘာကြောင့်တမန်တော်မဖတ်ခဲ့လဲဆိုရင်တမန်တော်ကတော့အဲ့ဒီအချိန်မှာလွယ်လွယ်ကူကူနဲ့မုဇ္ဇလီဖာလိုရောက်လာပေမဲ့တမန်တော်တိတယ်ကျွန်တော်တို့ဒီခေတ်မှာအွမတ်ကအဲ့ဒီနေ့ညမှာအလွန်ကိုကြီးမားတဲ့အခက်ခဲတွေ တချို့ဆိုရင်၄နာရီ၅နာရီလမ်းလျှောက်ပြီးတော့တချို့က၅နာရီ၆နာရီကားတွေပိတ်ပြီးတော့ပင်မန်းပြီးတော့ပြိုလဲပြီးတော့အဲ့ဒီနေ့ညမှာမုစဒလီဖာကိုရောက်လာမယ်အကယ်၍တမန်တော်မြတ်သားအဲ့ညမှာတဟဂျွတ်ဖတ်လိုက်မယ်ဆိုရင်အွမတ်အတွက်တဟဂျွတ်ဖတ်ခြင်းကအဲ့ဒီညမှာဆွနတ်ဖြစ်သွားတယ်တမန်တော်အွမတ်ကိုထောက်ရှုသောအဖြစ်ကျွန်တော်တို့ကိုငဲ့ညာသောအဖြစ်ဒီခေတ်မှာသွားမယ်ဟာဂျီလေးကိုထောက်ထားသောအဖြစ်တမန်တော်မြတ်ကြီးကအဲ့ဒီညမှာတဟဂျွတ်နမတ်ကိုမဖတ်ခဲ့ဘူး